အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုရားဖြစ်မျှဝေဆွေးနွေးခြင်းရဲ့အကြောင်းအရာကတော့ကာမီလောင်စီနိုင်တဲ့ပြည့်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဘုရားဖြစ်မျှဝေဆွေးနွေးခြင်းပါတယ်။ဘာကြောင့်ကာမီလောင်တာလဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှ အများဆုံးဖြစ်တဲ့ပြည့်ချက်တွေကိုမိတ်ဆွေတို့ကိုဘုရားဖြစ်မျှဝေဆွေးနွေးခြင်းပါတယ်။အဲ့တော့ကျွန်တော်တို့ကာမီလောင်စီနိုင်တဲ့ပြည့်ချက်တွေကတော့အများကြီးပဲရှိပါတယ်။အဲ့ဒီထဲကမှ အဖြစ်များတဲ့တစ်ချက်တွေကိုမိတ်ဆွေတို့ကိုဘူဒါပြမျှဝေဆွေးနွေးခြင်းပါတယ်အဲကျွန်တော်ကားတစ်စီးရဆိုလို့ရှိရင်ကားထုတ်တဲ့သူတွေကပေါ့နော်ကားမီးမလောင်အောင်တော့သူတို့တတ်နိုင်သမျှစဉ်းစားပြီးတော့မှငယ်ဒါထုတ်လုပ်ထားတာဖြစ်တယ်ဒါအပြင်ဒီအသုံးပြုထားတဲ့ပစ္စည်းတွေအရဆိုလို့ရှိရင်လည်းအည်သွေးအပြေဝအသုံးပြုပြီးတော့မှအဲဒီရှော့မဖြစ်အောင်ပေါ့နော်ကာမီးမလောင်အောင်တတ်နိုင်သမျှကာကွယ်ပေးထားတယ်ဥမာပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ဓာတ်ဆီအင်ဂျင်တွေမှာအသုံးပြုတဲ့တိုင်ကီစီပန့်ပေါ့နော် EFI ပန့်လို့ခေါ်တဲ့စီပန့်မှာဆိုလို့ရှိရင်တိုင်ကီထဲမှာအဲ့ဒီစီပန့်ကို မြုပ်ပြီးတော့မှအဲ့ဒီတိုင်ကီထဲမှာရှိနေတဲ့ဆီကိုဆုပ်ယူပြီးတော့အဲ့ဒါသက်ဆိုင်ရာစီလိုင်းကို ပို့ပြီးတယ်အဲ့ဒီနေရာမှာအဲ့ဒီမော်တာတွေကနေပြီးတော့မှဓာတ်ဆီတွေက ဖြတ်တန်းစီးဆင်းပြီးတော့မှစီလိုင်းထဲကိုရောက်ရှိတာဖြစ်ပါတယ်။အဲ့လိုမျိုးဖြစ်တဲ့အတွက်တကယ်လို့သာမီးလောင်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာဝါယာရှော့တွေဖြစ်နိုင်တယ်ပေါ့နော်။အဲ့အဲ့နေရာမှာကားထုတ်တဲ့သူတွေအနေနဲ့အဲ့ဒီစီပန်ထဲကနေပြီးတော့မှစီကိုဒီမော်တာတွေကနေဖြတ်တန်းစီးဆင်းသွားတဲ့အခါမှာမီးမလောင်အောင်သူတို့အနေနဲ့ဒါတေချာစီမံပေးထားတယ်။ဒါကြောင့်ပေါ့နော်ကားထုတ်တဲ့သူအနေနဲ့ကတော့ဒါကားမီးမလောင်အောင်တော့ အဒီရှူတော့ဘောင်းဆိုတာနေစဉ်းစားပြီးတော့လှုပ်ဆောင်ပေးထားတယ်ဆိုပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်တော့ကာမီလောင်နိုင်တဲ့ပြစ်ချက်တွေကဖြစ်စေနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီရပိုင်းမှာပဲပေါ့နော်ဂျုံတွေးရတဲ့အပြဿနာတခုဆိုလို့ရှိရင်အမြန်လမ်းမှာအဲကျွန်တော်ထင်တယ် effect disease ထင်တယ်ပေါ့နော်ကာမီလောင်တာကိုအဲဒါတွေ့လိုက်ရတယ်ပေါ့နော်အဲ့လိုနေထားမှာဘာကြောင့်လောင်လဲဖြစ်နိုင်တဲ့ပြစ်ချက်တွေကအများကြီးပဲရှိပါတယ်အဲ့ဒီထဲကမှပေါ့နော်ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကဒီကာမီလောင်နိုင်တဲ့ပြစ်ချက်တွေမှာဘာကြောင့်ဖြစ်လဲပေါ့နော်ဒါလေးကိုကျွန်တော်ဆွေးနွေးကြည့်ကြရအောင် နံပါတ်1အနေနဲ့ကတော့ဝါယာရှော့ကြောင့်ကာမီလောင်တာပေါ့ဗျာနော်ဝါယာရှော့လို့ပြောတဲ့နေရာမှာဝါယာရှော့တွေကတော့အအများကြီးပဲရှိနိုင်တယ်အဥမာအနေနဲ့ဒီဒီဝါယာရှော့ဖြစ်စေနိုင်တဲ့ပြစ်ချက်တွေပေါ့ဗျာနော်ဘက်ထရီကြောင့်ဖြစ်နိုင်တယ်နောက်တစ်ချက်ကဒါဖြူတွေကြောင့်ဖြစ်နိုင်တယ်နောက်ဒိုင်နမိုလို့ခေါ်တဲ့အော်တာနေတာကြောင့်ဖြစ်နိုင်တယ်နောက်ဒီဝါဂျိုးတွေရဲ့သက်တမ်းတွေကြောင့်ဖြစ်နိုင်တယ်ဒါအပြင်မလိုလားအပ်တဲ့ဝင်ဘူတွေပေါ့ဗျာနော်ဝင်ဘူတွေထန်းတာကြောင့်လည်းဒီလိုမျိုးဝါယာရှော့တွေကတော့ဖြစ်စေနိုင်ပါတယ် ဲ့တော့ကျွန်တော်တို့သူ့ရဲ့ဖြစ်နိုင်တဲ့ပြစ်ချက်ဒီမှာပေါ့ဗျာเนาะဒီ wire shock ဖြစ်စေနိုင်တဲ့ပြစ်ချက်ဒီမှာပထမချက်အနေနဲ့ဘက်ထရီကိုစဉ်းစားကြည့်ကြရအောင်ဘက်ထရီကလည်းကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့ဒါဘက်ထရီလုံးကအကြမ်းကြီးအားဖြင့်တက်တန်းနှစ်နှစ်ပေါ့ဗျာเนาะအဲဒါတော့ဒီအမကန်ပြီးတဲ့ပေါ်မူတည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အသုံးပြုတဲ့ပေါ်လည်းမူတည်ပါတယ်ပေါ့เนาะအဲ့တော့ဒီဘက်ထရီတစ်လုံးရဲ့တက်တန်းကုန်သွားမယ်သို့မဟုတ်အထူးသဖြင့်ကတော့ဘက်ထရီရဲ့ငုတ်ဒီချောင်နေတာ loose ဖြစ်နေတာပေါ့ဗျာเนาะအဲ့လိုချောင်နေရနေပြီးတော့မီးခတ်ပြီးတော့မှ မိဘွားတွေဖြစ်ပြီးတော့မှလောင်စီနိုင်တယ်ဝိုင်ယာရှော့ပုံစံမျိုးပေါ့နော်ဒါဘက်ထရီကြောင့်လည်းဒီပြဿနာဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင်ဘက်ထရီတွေကိုဘိုက်ပူနေအောင်တုံးထားကြတယ်အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့ဘက်ထရီကြောင့်လည်းအဲဒါကာမီလောင်နိုင်တဲ့ပြဿနာကြုံတွေ့စေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒါဘက်ထရီကိုမဖြစ်မနေဂရုစိုက်ရမယ်ပေါ့နော်အခုလို့ပူပြင်းတဲ့ရာသီဥတုမှာဆိုလို့ရှိရင်ဒီပြဿနာကမဖြစ်မနေတတိထားရမယ့်ပြဿနာတွေမှာပါဝင်ပါတယ်ဒါကြောင့်ပေါ့နော်ဘက်ထရီကိုကျွန်တော်ဥစားပြီးပြီးတော့အဲတတိထားရမယ်နောက်တစ်ချက်ကဖြူ အဲ့တော့ကားမှာကျွန်တော် wiring စနစ်မှာဆိုလို့ရှိရင်ဖြူတွေကိုအများကြီးပဲတုံးထားတယ်။တက်ဆိုင်ရ line တွေပေါ့ဗျာနော်။ဥမာအနေနဲ့ကျွန်တော်မီဒီမှာလည်းဖြူတွေတုံးထားတယ်။ aircon မှာလည်းဖြူတွေတုံးထားတယ်။အဲ ECU ဘိုင်းမှာလည်းဖြူတွေတုံးထားတယ်။တခြားသောတက်ဆိုင်ရပျက်စစ်ပစ္စည်းတွေမှာဆိုရင်ဖြူတွေကိုတုံးထားတယ်။ဒါပေမဲ့အဲ့ဒီအသုံးပြုထားတဲ့ဖြူတွေကကားထုတ်တဲ့သူတွေအနေနဲ့ဒီဝင်နဲ့အားနဲ့ညီညှတဲ့ဖြူတွေကိုတုံးထားတယ်။ဖြူတုံးထားရတဲ့ရွယ်ချက်ကဒီ ီ wire shot တွေဖြစ်တဲ့အခါမှာဖြုတ်ပြက်ရမယ်သက်ဆိုင်ရာလျှက်စီပစ္စည်းတွေမပြတ်အောင်ဖြုတ်ပြီးကိုအသုံးပြုထားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုတော့ဒီခါလေးမှာဖြူတွေကပြတ်နေတဲ့အနေအထားကိုဖြူမကြာခဏပြတ်လို့ဆိုပြီးတော့5 ampere ရှိတဲ့ဖြူကို10 ampere သုံးတယ်ဒါဒါမှမဟုတ်15 ampere ပေါ့ဒါမှမဟုတ်20 ampere ပေါ့ ampere ပိုကြီးတဲ့ဖြူတွေကိုသုံးထားကြတယ်ပေါ့နော်အဲ့လိုသုံးထားတာကလည်းဖြူမပြတ်ဖမ်းနဲ့လျှက်စီပစ္စည်းတွေသက်ဆိုင်ရာလျှက်စီပစ္စည်းတွေပူပြီးတော့မှ ပြက်စီနိုင်တယ်အဲ့ဒါကလည်းနောက်ဆက်တွဲအနေနဲ့ဒါ short ဖြစ်နိုင်တယ်ပေါ့ဗျာနော်ဒါအပြင်တချို့ကြတော့ဖြူမကြခဏပြက်လို့ဆိုပြီးတော့မှအဲ့လိုမျိုး MPR ကြီးရဲ့ဖြူတော့မဟုတ်ဘူး wire တွေပါလိန်ထားတာမျိုးပေါ့နော်ဖြူရဲ့အရင်မှာငုတ်ဒီမှာ wire ကြိုးတွေပတ်ပြီးတော့မှဖြူခဏခဏပြက်လို့ဆိုပြီးတော့မှအဲ့လိုမျိုးတုံးထားတာလည်းကျွန်တော်တို့ဒီခါလေးမှာတွေ့ရပါတယ်ဒါကြောင့်ပေါ့နော် ဒီဖြူကြောင့်လည်းဒီပြဿနာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒါဒါကြောင့်ကျွန်တော်တို့ကမှန်ကန်တဲ့ဖြူကိုသုံးစီခြင်းပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့အော်တာနီတာကြောင့်လည်းဝါယာရှော့တွေဖြစ်နိုင်တယ်မိလောင်နိုင်တယ်ဗောနော်အဲ့ဒါကတော့ဒီဖြစ်နိုင်အများဆုံးဖြစ်တဲ့ပြစ်ချက်ကကြတော့ဒီအော်တာနီတာလို့ခေါ်တဲ့ဒိုင်နမိုကအားတွေနင်းကန်ပြီးတော့ထွက်နေတာပုံမှန်ဆိုလို့ရှိရင်ဒီဒိုင်နမိုကနေအားထွက်ရမှာက ဒီ73.5ကနေ74.5ဘူပေါ့နော်ဒါတွဲဖို့ကားတွေကိုဆလိုတာပေါ့ဗျာနော်အဲ့လိုမျိုး73.5ကနေ74.5ကြားပဲထွက်နေရမယ့်အနေအထားမှာတောင်းလျှောက်ကြီးကို74.5ထွက်နေတယ်ဆိုရင်လည်းအဆင်မပြေဘူးပြောမယ်ဆိုလို့ရှိရင်ဘက်ထရီက အားပြေလာရင်သူ့ရဲ့ထွက်တဲ့ဘိုးကလည်းဖြည်းဖြည်းချင်းကြာသွားရမယ် MBR လည်းဖြည်းဖြည်းချင်းနည်းသွားရမယ်ပေါ့နော်ဒါကိုဒီ alternator ထဲမှာရှိနေတဲ့ IC ဘိုးတွေ regulator ကနေပြီးတော့လှုပ်ဆောင်ပေးပါတယ်အဲ့လိုမျိုးလှုပ်ဆောင်ပေးတဲ့အနေထားမှာ alternator မှာပြည့်ချက်ရှိတဲ့အခါမှာ battery အားကိုတောက်လျှောက်သွင်းနေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာဆိုလို့ရှိရင်လည်း battery ကအားတွေညားလာမယ်ဘိုက်တွေပူလာမယ်အဲ့ဒီကနေပြီးတော့တတ်မှတ်ချက်ထက်ပို့ပြီးတော့သွင်းပြီးတဲ့အခါမှာအားပို့ သိမိတဲ့အခါမှာထပေါက်တဲ့ပြဿနာမျိုးပေါ့ကျွန်တော်တို့မကြခဏကြုံတွေ့ရတဲ့မိတ်ဆွေတို့လည်းကြုံမှုပါပါကျွန်တော်တို့ပါဝါဘန်းနေတောက်လျှောက်ကြီးချိတ်ထားတယ်တောက်လျှောက်ကြီးအာသွင်းထားတာတို့နောက်ဖုန်းနေတောက်လျှောက်အာသွင်းထားရင်းနဲ့ထပေါက်တာမျိုးတွေအဲဒါတစ်ခါဒီမှာကြုံရတယ်ပေါ့နော်ဒီပြဿနာမျိုးပဲကားမှလည်းဒီပြဿနာတွေကရှိပါတယ်ဒါကြောင့်ပေါ့နော် အာသွင်းစနစ်မှန်ရဲ့လားဒီအော်တာနီတာပုံမှန်အလုပ်လုပ်ရဲ့လားအာမသွင်းရင်တော့တည်ကြတယ်ချာချင်းမီးလင်းမယ်ဒါပေမဲ့ အားကတတ်မှတ်တဲ့ပမာဏထက်များများသွင်းရင်လည်းခြာချင်ပြီးတော့လင်းမယ်ဒါပေမဲ့ပြဿနာကတခါလေးမှခြာချင်ပြီးမလင်းမနဲ့အားကတောက်လျှောက်သွင်းနေရင်လည်းနောက်ဆက်တွဲနေနဲ့ဘက်ထရီမှာပြစ်ချက်လာဖြစ်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့အဲဒါရှော့လေးဖြစ်ပြီးတော့မှမိလောင်နိုင်တယ်ပေါ့နော်ဒါလည်းတစ်ချက်အနေနဲ့ထည့်သွင်းစဉ်းစားရမယ်။ဒါကြောင့်အာသွင်းစနစ်ကိုလည်းကျွန်တော်အနေနဲ့ဒါစဉ်းစားပြရမယ်။နောက်ထပ်တစ်ချက်ကတော့ တတန်းလွန်ဝါယာကြိုးတွေပေါ့နော်တတန်းလွန်ဝါယာကြိုးလို့ဆိုတဲ့နေရာမှာဝါယာကြိုးတွေကတော့ပုံမှန်ကတော့ဒါဝါယာကြိုးတွေက10နှစ်15နှစ်ဘာမှလက်ကြည့်စရာမလိုအောင်သုံးလို့ရပါတယ်ဒါပေမဲ့တစ်ခါလေမှာကျွန်တော်တို့အာဒီထပ်ပြီးတော့အဲဒီအသုံးပြုလိုက်တဲ့ဒါမှမဟုတ်ရင်ဆက်လိုက်တဲ့ဝါယာကြိုးတွေရဲ့အည်သွေးတွေနောက်တစ်ချက်ကကြတော့ဝါယာကြိုးတွေကတစ်ခါလေမှာကျွန်တော်တို့ဗါမျိုးကြုံရလဲဆိုတော့ဒီအော်တာနေတာရဲ့အထွက်ကအပေါင်းပင်ပေါ့နော်အဲ့ဒီအပေါင်းပင်မှာအပြင်ကနေပြီးတော့ အဲ့ဒီဒီကဘာအတက်ထားတယ်ပေါ့ဗျာเนาะဒါပေမဲ့အဲ့ဒီအပေါင်းနဲ့ဒီအော်တာနီတာရဲ့ body ပေါ့နော် body ground ကဆိုလို့ရှိရင်တော်တော်လေးကိုနီးနေတာဗျနီးတာမှကျွန်တော်တို့ဒါ1 cm တော့မရှိဘူးပေါ့နော်တော်တော်လေးကိုနီးနေတယ်ဒီ0.5 cm လောက်ပဲအာရှိတဲ့အနေထားထိဖြစ်နေတာပေါ့ဗျာเนาะအဲ့လိုအနေထားဖြစ်တဲ့အတွက်အဲ့ဒီမှာတအားကြီးနီးနေပြီးတော့ဒီ ဖိပြင်းချင်းပေါ့ဒီပြောမဆိုရင် အပေါင်းနဲ့ ground နဲ့ဂျားမှာကျွန်တော်တို့ spot plate နဲ့သဘောတရားသွားတူနေတာပေါ့အဲ့မှာလျှက်ကူးမှုတွေဖြစ်ပြီးတော့ပူနေတယ်ပူနေတဲ့အခါမှာအဲ့ဒီ wire ဂျိုးကဖြည်းဖြည်းချင်းပျော်ကျသွားတယ်အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့ဘာဖြစ်နိုင်လဲဆိုတော့ဒါအပူလွန်ကဲပြီးတော့မီးလောင်နိုင်တယ် wire short ဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တော်တော်များများအဲဒီ two ဒါ two is a ကားတွေမှာဆိုရင်တော်တော်များများကြုံတွေ့ရတဲ့ပြဿနာလို့ပြောရမယ် two is a two is a မှာသုံးထားတဲ့ alternator မှာဆိုရင် mixture လို့နေသတိထားပြီးတော့ကြည့်ကြည့်လိုက်ပါအဲ့ဒီဒီ alternator ထွက်လာတဲ့အပေါင်းဂျိုးက ဒီလိုဒဲမထွက်ဖန်းနေအပေါင်းကျိုးကိုနတ်တိုင်ရဒီလိုမျိုးပေါ့ဗျာနော်သူကဒီလိုမျိုးလာပြီးတော့တတ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ဝါယာကဒီဒိုင်နမိုနဲ့ဒီလိုမျိုးပြေးနေတာပေါ့နော်ဒီလိုမျိုးအဟာလေးဖြစ်နေတယ်ပေါ့အဲ့နေရာလေးမှာအဲကျွန်တော်တခါဒီမှာဆိုရင်ဝါယာလေးရှော့ဖြစ်ထားတာကိုတချို့ကားတွေမှာတွေ့ရတယ်ပေါ့နော်ဒါတွေအရဆိုရင်လည်းအနေရများတဲ့အထက်မှာပါဝင်တယ်လို့ပြောရမှာပေါ့ဗျာနော်ဒါကကားအစ်စ်တောင်းကပြဿနာမရှိပေမဲ့ကားတက်တန်းလွန်လာတဲ့အခါမှာဝါယာရဲ့ကာဘာတွေက ြည်ပြင်းချင်းဆွေးမြေ့လာတဲ့အခါမှာလျှက်ကိုကောင်းကောင်းမကာနိုင်တော့ဘောเนาะအဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့ဝါယာရှော့တွေဖြစ်နိုင်ပါတယ်အထူးသဖြင့်ကတော့ကျွန်တော်ဝက်ရှော့ကဝါရင်းသမားတွေဆိုလို့ရှိရင်တော်တော်လေးသတိထားရတယ်ဘောเนาะဘာကြောင့်လဲဆိုတော့ကိုကလုတ်ပေးလိုက်တဲ့ဝါရင်းကတော့တပိုင်းပဲဒါပေမဲ့ကိုဝက်ရှော့ကထွက်ပြီးတော့မှဝါယာချော့ဖြစ်ပြီးတော့မီးလောင်တဲ့အခါမှာအဲဒီဝက်ရှော့ကတောင်းဝင်ယူရတဲ့အနေအထားမျိုးတွေကြောင့်ပေါ့နော်ဂါဒစီမှာဝါယာကျိုးတွေကို ဖြစ်တယ်လို့ဆက်ပြီးထားတာတို့ဘာလို့တွေ့တယ်ဆိုရင်တော့ဒါတိချာလေးအဒီကားပိုင်ရှင်ကိုတိချာရှင်းပြထားဖို့လိုအပ်တယ်ပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်တို့ဝါရင်းမိုင်းတွေကတက်တန်းတော့ဝါယာဒင်းတွေကဒီကာဘာတွေပေါက်ပြဲတာကြောင့်လေအကျိုးတွေပူပြီးတော့မှ short ဖြစ်တဲ့ပြဿနာတွေကြောင့်မိလောင်နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော် wire short ဦးစားပြီးပြီးတော့ရှင်းပြတာပါအဲ့ဒီကနေနောက်ထပ်တစ်ချက်အနေနဲ့ဘာဘာကျွန်တော်စဉ်းစားရမလဲဆိုတော့ဒီဝင်ပူတွေပေါ့ဗျာနော်ဝင်ပူတွေလို့ဆိုတဲ့နေရာမှာလျှက်စစ်ကို ဒီကားတစ်စီးလုံးမှာ သူ့ရဲ့သက်ဆိုင်ရာဂျိုးတွေကဘလောက်အမ်ပီယာသုံးသုံးမယ်ပြီးလို့ရှိရင်ဘလောက်ကြာကြာသုံးမယ်အစားရှိသည်ဖြစ်မော်ဒါတွေကတွက်ချက်ပြီးတော့မှဒီဇိုင်းပိုင်းနဲ့တွက်ချက်ပြီးတော့လုပ်ထားတဲ့အနေအထားမှာကျွန်တော်တို့ကခါလီပြလို့ရှိရင်ဘာတွေတွေ့ရလဲဆိုတော့ဒီကားမှာကက်ဆက်တွေအဲဘောက်တွေပေါ့ဗျာနော်ကက်ဆက်မဟုတ်ဘောက်တွေပေါ့ဘောက်တွေကျွန်တော်တို့အာဒီတက်ဆင်ထားတာတွေတွေ့ရတယ် ဒါပြင်အလားတမီးတွေဆင်ထားတာတွေတွေ့ရတယ်။ဒါကဘက်ထရီကနေဓာတ်ရိုက်တွေတန်းပြီးတော့မှသူ့ရဲ့သက်ဆိုင်ရာဂျိုးတွေနဲ့သွားတယ်ဆိုရင်ပြဿနာမရှိဘူး။ဒါပေမဲ့တစ်ခါလီမှာဂျားကနေပြီးတော့တောက်ဖွင့်မီးရောက်ဂျိုးတွေကနေပြီးတော့ဖောက်ပြီးတွေတာမျိုးတွေအဲ့ဒီမှာဖောက်တွေတဲ့အခါမှာကျွန်တော်တို့အလှဆင်ထားတဲ့မီးလုံးကြီးရဲ့အဲဝက်ကတော့ဘလောက်မှမရှိဘူး MB ကတော့ဘလောက်မှမရှိဘူးလို့ထင်ရတယ်ပေါ့ဗျာเนาะဒါပေမဲ့ကြာလာတဲ့အခါမှာအဲ့ဒီဂျိုးက တခြားသူ့ရဲ့ဒီဇိုင်းပိုင်းရောက်ကွာဒီလောက် MPR ပဲခံနိုင်တဲ့အနေထားမှာကျွန်တော်တို့ကအပူဝင်နေတဲ့တုံးလိုက်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အဲဒီအဲ့ဒီဂျိုးကပူပြီးတော့မှအပေါ်မှာကာထားတဲ့ကာဘာကပျော်ကျသွားတယ်အဲ့ဒီကနေပြီးတော့မှဝါယာဂျိုးတွေပူပြီးတော့ short ဖြစ်တဲ့ပြဿနာတွေလည်းရှိနိုင်နေပေါ့နော်ဒါကြောင့်အပူဝင်နေအဲဒီထက်ပြီးတော့တိုးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ထက်ပြီးတော့စဉ်းစားရမှာကဝါယာဂျိုးကိုဘယ်လိုပုံစံမျိုးအဲတွေ့တမ်းမလဲယာထဲမှာဖြူတွေ release တွေ ခံပေးနိုင်ရတော့ပို့ပြီးတော့ကောင်းပါတယ်ဒါကတော့ပြောမယ်ဆိုရင်အပိုဝင်နေထမ်းတဲ့အခါမှာမလူလားအပ်တဲ့နောက်ဆက်တွဲတွေဖြစ်လာစေနိုင်တဲ့အတွက်ကြိုးတွေကြားထဲကနေပြီးတော့ဖောက်သွေတဲ့ပြဿနာမျိုးတော့ဖောက်သွေတဲ့လုံရမျိုးတော့ဒါမလို့သိဘူးလို့ပြောရမှာပေါ့ဗျာနော်ချိုကားလေးဆိုရင်ကျွန်တော်တို့အဲဝါရီမိုင်းလိုက်မယ်လို့ပြောလို့ရှိရင်ဖြက်ဆက်ထားတာနဲတာမဟုတ်ဘောနော်ဟိုကျိုးကနေဒီဘက်ဆက်ဒီဘက်ကျိုးကနေဟိုဘက်ဆက်ဖောက်သွေထားတာတွေကအများကြီးပဲဒီခါလေးမှာဆိုရင်ဒီ air con compressor တွေကိုကျိုးတွေဂျာထဲမှာဖြူတွေ release တွေဘာမှမပါဘဲနဲ့တိုက်ရိုက်ကြည့် အဲဒီလျှက်စစ်ပေးထားတာမျိုးဘက်ထရီကနေကျိုးတပင်နဲ့ဒိုင်ရိုက်ပေါ့နော်အဲဒီကလပ်ကွိုင်ကိုဒိုင်ရိုက်လျှက်စစ်ပေးထားတယ်အဲဒီကျွန်တော်တို့ဆန်နိုးလိုက်တာနဲ့အဲကွန်ကကတ်ပြီးတော့တောက်လျှောက်လဲတဲ့ပုံစံမျိုးထိလှုပ်ထားတယ်ပေါ့နော်ဒါတွေအရဆိုရင်အရန်အန်ဒီရများတဲ့လှုပ်ရက်တွေလို့ပြောရမယ်ဒါကြောင့် wire shock ကတော့ကားမီးလောင်စီနိုင်တဲ့ပစ်ချက်ထဲမှာပထမဦးစားပေးနေတယ်စဉ်းစားရမယ့်အပိုင်းဒါကြောင့်မိတ်ဆွေတို့ရဲ့ကားမှာ wire ကြိုးတွေရှုပ်ရှက်ခတ်နေတယ်ဆိုလို့ရှိရင်တော့ဒါက ကျွမ်းကျင်တဲ့ဝါရင်းဆရာနဲ့ပြပြီးတော့မှအဲ့ဒီဘိုင်းတွေကိုရှင်းထုတ်ပြီးတော့ဝါယာရှော့မဖြစ်အောင်တော့တည်ထားစီခြင်းပါတယ်။ယခုလိုပေါ့နော်အခုလိုမျိုးပူပြင်းတဲ့အရာတစ်ခုမှဆိုလို့ရှိရင်ကားမီးလောင်ရင်ဘလို့မှနှိမ်ဖို့အတွက်မလွယ်ကူတဲ့အနေအထားမျိုးပေါ့နော်။ကားမီးလောင်တဲ့အခါမှာဒီ ICE ကားတွေပေါ့အင်ဂျင်ကားတွေကကျွန်တော်ရေနိုင်နိုင်နဲ့လောင်းနိုင်နေဆိုရင်တော့ပြဿနာမရှိဘူးပေါ့ဗျာနော်။ဆက်ဆက်လောင်ခြင်းမှာတော့နိုင်ပေမဲ့ဒီအဲမီးလောင်နိုင်တဲ့ပစ္စည်းတွေများများလောင်သွားပြီးဒီကားထဲမှာရှိနေတဲ့ကူရှင်တွေလောင်သွားမယ်ပြီးရင် ိုင်ကီထိရောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါမိသက်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးဖုံတိုင်းဆိုပြီးတော့ထပြီးတော့ပေါက်နိုင်တဲ့အဆင့်ထိဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်လူပါအန်ရရှိနိုင်တယ်ဒါကြောင့်ကာမီမလောင်အောင်ကျွန်တော်တို့ကကျုပ်တင်ကာကွယ်ဖို့အတွက်ကတော့ပူပြင်းတဲ့အချိန်မှာဆိုရင်ပူတောင်သတိထားရမှာပေါ့နော်ဒါကြောင့်ပထမဦးစားပေးအနေနဲ့ကတော့မိတ်ဆွေရဲ့ကားမှာဝိုင်ယာတွေနဲ့ပတ်သက်ပြီးတော့မှ short တွေဖြစ်ရှိမဖြစ်ဒါကိုသတိထားကြည့်ခြင်းနဲ့ short ရှိမရှိရတော့နည်းနည်းသိနိုင်တာကမိတ်ဆွေတို့အနေနဲ့ကားမှာသုံးထားတဲ့ battery က ဘက်ထရီအိုးအစ်စ်ပေါ့ဗျာနော်အားလည်းပုံမှန်ဝင်ရံတန်းနဲ့ဘက်ထရီအိုးကလည်းအစ်စ်သုံးထားတဲ့အနေထားမှာဘက်ထရီမကြာခဏဝစ်တဲ့ပုံစံမျိုးဖြစ်တယ်ဆိုရင်ဒါကတနေရာမှာရှော့ကျနေတာလို့အလွယ်တကူသိရှိနိုင်တယ်ဒါဆိုလို့ရှိရင်တော့အဲ့ဒီဝိုင်ယာရှော့ကိုကျွန်တော်အနေနဲ့ဒါမဖြစ်မနေစစ်ဆေးဖို့တော့လိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြတာပေါ့ဗျာနော်ဒါတော့နံပါတ်1အနေနဲ့ဝိုင်ယာရှော့ပါနံပါတ်2အနေနဲ့ကတော့ C အယိုအစိမ့်တွေကိုဒီတိုင်းပြင်မထားပါနဲ့ C လို့ဆိုတဲ့နေရာမှာကျွန်တော်အထူးသဖြင့်ကတော့နှစ်ချက်လောင်စာ C နဲ့ အင်ဂျင်ဝိုင်းပေါ့နော်ဒါပြဿနာတော်တော်ကြီးကြီးတဲ့အဲဒီစီမျိုးစားရေးမှာပါပါတယ်အဲကျွန်တော်လောင်စာစီဆိုလို့ရှိရင်လေအဲဒါအရန်အနေအများတဲ့ထက်မှာပါတယ်ပေါ့နော်လောင်စာစီကဓာတ်စီကားပဲဖြစ်ဖြစ်ဒီဇယ်ကားပဲဖြစ်ဖြစ်အထူးသဖြင့်ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်ဖစ်တာကအများသောအဖြစ်အင်ဂျင်ကန်ထဲမှာရှိတယ်အဲ့ဒီဖစ်တာလဲတဲ့အခါမှာပေါ့နော်ဒီခါဒီမှာဆိုလို့ရှိရင် CD ပန်းထွက်လာတာမျိုးတွေ CD ချွေးနဲ့ CD ကျသွားတာမျိုးတွေအဲ့ဒါတွေကအိတ်ဇောနဲ့နီးရင်အရန်အနေအများပါတယ် အင်ဂျင်ဂန်ရဲ့အပူချိန်ကအပူချိန်အကြမ်းမြင်80လောက်ရှိတယ်ပေါ့နော်အပူချိန်80ဒီဂရီဆယ်စီယလောက်ရှိတာဖြစ်တဲ့အတွက်ဒါကမီးလောင်ဖို့အတွက်ရခိုင်နှုန်းများတယ်ပေါ့ဗျာနော်အဲ့လိုအနေထားမှာဒီစီဖစ်တာကလည်းမလုံဘူးဒီခါလေးမှာကျွန်တော်တို့ဒီဒီဇယ်ဖစ်တာလိမ့်ရင်းနဲ့စီမလုံလို့ရှိရင် အန်ရများတယ်အဲ့တော့ဒီဇယ်ဖစ်တာလဲပြီးတာနဲ့အင်ဂျင်နှိုးမယ်ပြီးလို့ရှိရင်လီဘာလေးနည်းနည်းပုတ်ကြည့်ပြီးတော့မှ RPM 2000 2500လောက်ကြီးငင်းကြည့်ပြီးတော့မှ CEO စိတ်ရှိမရှိကိုလည်းကျွန်တော်ဒါစစ်ဆေးပေးဖို့လိုအပ်တယ်ပေါ့နော်နောက်ထပ်တစ်ချက်အနေနဲ့ကဘလို့ပြဿနာမျိုးရှိလဲဆိုတော့အင်ဂျင်ခန်းကိုအဲ CEO သွားလို့ဒီဝိဆာတွေနဲ့ကျွန်တော်တို့နည်းနည်းလိုက်ပြီးတော့ပုတ်လိုက်တယ်ပေါ့ဗျာနော်အဲ့လိုပုတ်လိုက်ပြီးတော့အဲ့ဒီဝိဆာကိုမယူထားဘဲနဲ့ဒီခါလေးမှာအဲ့ဒီအင်ဂျင်ခန်းထဲမှာပဲတနေရာမှာသွားပြီးတော့ထိုးထည့်ထားမိတယ် ဲ့ဒါကလည်း engine ခန်းရဲ့အပူချိန်ကြောင့်အဲ့ဒီ diesel ပဲဖြစ်ဖြစ်ဓာတ်ဆီပဲဖြစ်ဖြစ်အဲ့ဒီအဝတ်တွေကထပြီးတော့မီးလောင်နိုင်ပါတယ်ဒါကအရန်အနေနဲ့များတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကိုယ်ကားရဲ့ engine ခန်းကိုလည်းအဝတ်တွေရှိမရှိဒါကိုလည်းစစ်ဆေးကြည့်ခြင်းပါတယ်အဲ့တော့ကျွန်တော်တို့လောင်စာဆီနဲ့ပတ်သက်တာအရန်အနေနဲ့များတယ် diesel ပဲဖြစ်ဖြစ်ဓာတ်ဆီပဲဖြစ်ဖြစ်ဒီပြဿနာတွေကတော်တော်လေးကြီးလာဖြစ်တဲ့အတွက် CEO စိန်ရှိနေရဆိုလို့ရှိရင်တော့မဖြစ်မနေချက်ချင်းစစ်ဆေးပြုပြင်ဖို့လိုအပ်ပါတယ်အင်ဂျင်တာတွေကနေ CD ကြာနေတာတို့ ။နောက်ဒီပိုက်ကြီးကနေ CD ယူစိတ်နေတာလို့ဆိုလို့ရှိရင်ချက်ချင်းစစ်စစ်ပြုပြင်ပေးဖို့လိုအပ်ပါတယ်။အဲ့လိုမျိုးပဲねကျွန်တော်တို့က CEO စိတ်နာတော့ပြဿနာ မရှိပါဘူးထားလိုက်မယ်လို့ဟိုကတွေးလိုက်တယ်ပေါ့ဗျာနော်။အဲ့လိုတွေးလိုက်ရင်အင်ဂျင်ခန်းရဲ့အပူချိန်ကကျွန်တော်ခုနပြောသလိုပဲအပူချိန်80ဒီဂရီဆဲဆီယပ်ပုံဝင်ချင်လောက်ရှိတဲ့အတွက်အရင်ကြီးပူနေတဲ့အနေအထားမှာမီးလောင်ရလေပင်ဖြစ်ပြီးတော့မှအဲ့ဒီမှာကျွန်တော်မီးထားလောင်နိုင်ပါတယ်ဒါတော့သတိထားရမယ့်အချက်ထဲမှာပါဝင်တဲ့အတွက် လောင်စာစီယူစိတ်နေတယ်ဆိုရင်လုံအောင်မပေါ့ပါနဲ့ဒါအထူးယူဆိုင်မဲ့အထက်မှာပါဝင်ပါတယ်နောက်ထပ်တစ်ချက်ကကြတော့ engine wiring ပေါ့နော်ကျွန်တော် type c c u တယ် c u တယ်ဆိုပြီးတော့တချို့ကပေါ့ပေါ့လေးပဲနေကြတယ်တကယ်တကယ် type c c u တာက engine wiring ကမီးလောင်နိုင်ပါတယ် engine wiring မီးလောင်နိုင်တဲ့အတွက်အဲ့ဒီ type ကနေပြီးတော့မှ type ဖုံးကနေပြီးတော့ယူကြနေတဲ့ engine wiring တွေကဒီ တို့ဟိုပေါ့နော်ဒီ in level ကပြဿနာမရှိပေမဲ့ exo ဘက်ပေါ့နော် exo magnetic flow ကအရင်ပူနေတဲ့အနေထားမှာအဲ့ဒီ exo magnetic flow ပေါ်ကိုအဲ့ဒီ enjoy နေသွားပြီးကြာလို့ရှိရင်အခက်မသိရင်မီးလောင်နိုင်ပါတယ်ဒါကလည်းသတိထားမယ်ထင်ပါပါဝင်နေပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီ enjoy you စိတ်နေဆိုလို့ရှိရင်အဲ့ဒီ you စိတ်နေဟာကိုလည်းမဖြစ်မနေစစ်ဆေးပြုပြင်ပြဖို့လိုအပ်ပါတယ်တိုက်ပစ္စည်းလဲတာဘယ်လောက်မှမကြောက်ဘူးပေါ့နော်တခြားသော you စိတ်နေအပိုင်းတွေလောက်တာလည်းဘယ်လောက်မှမကြောက်ပါဘူးဒါပေမဲ့အဲ့ဒီကနေနောက်ဆက်တွဲမီးလောင်လို့ရှိရင်ဒါက အရင် NDA များတဲ့ပြည့်ချက်ထဲမှာပါဝင်တဲ့အတွက်နံပါတ်နှစ်အနေနဲ့က C အယူအစိတ်တွေကိုအထူးဂယူဆိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်နံပါတ်၁က wire shop နံပါတ်၂က CEO စိတ်တွေကိုကျွန်တော်အနေနဲ့ဒါမဖြစ်မနေဂယူဆိုင်ပြရမယ်ပေါ့နော်နံပါတ်3အနေနဲ့ကကြတော့ကျွန်တော်ဘာဝယူဆိုင်ရမလဲဆိုတော့ engine overheat ပေါ့နော် engine overheat ဆိုတဲ့နေရာမှာ heat တက်ပြီးတော့ထိုးရက်သွားတဲ့အဆင်ကိုဆိုလိုတာမဟုတ်သေးဘူးပေါ့နော်အဲဒီကားကတအားကြီးတမတ်ချက်ထက်ပူပူနေတာမျိုးတွေတမတ်ချက်ထက်ပူပူနေတာကဖြစ်နိုင်တဲ့ပြဿနာမှာ ရေတိုင်ကြီးဂျီနည်းနည်းပိတ်တာတို့နောက်ရေတိုင်ကြီးကိုအေးခံပြီးတဲ့ cooling fan ပေါ့နော်ကျွန်တော်အဲတရက်ကတော့တင်ထားသေးတယ် cooling fan မှာအဲကျွန်တော်တို့ဒီပန်ကာစီလို့ပြောမှာပေါ့ဗျာနော်ဒီ mechanical fan တွေမှာဆိုရင် fan clutch တွေမှာထဲထဲမှာ silicone စီထည့်ရတယ်အဲ့ဒီ silicone စီကနဲနေပြီးတော့ပန်ကာချော်ချော်ကြီးလိုက်လေတယ်အဲ့ဒီခါမှာ engine ကတအားကြီးပူနေပြီးတော့တတ်မှတ်တဲ့သူ့ရဲ့ပူချိန်ထက်နည်းနည်းကျော်နေတယ်ဟိတက်တဲ့အဆင့်တော့မရောက်သေးဘူးပေါ့နော်အဲ့လို အင်ဂျင်ကတမတ်တဲ့ပမာဏထက်တအားပူနေတာကလည်းအန္တရာယ်များပါတယ်ဒါကခက်မသိရင်မိထားလောင်နိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကူလင်းဖန်တွေရေဒီရေတိုင်းကြီးတွေပေါ့ဗျာနော်ဒါတွေကပြစ်ချက်တွေနောက်တစ်ချက်ကတာဘိုချာချာပြစ်ချက်ရှိနေတာမျိုးတွေနောက်ဒီကက်လက်တစ်ကွန်ပျူတာလို့ခေါ်တဲ့အဲဒီကြောက်စကားပေါ့နော်ဒီအိဇောကြောက်စကားတွေကကျွန်တော်အိဇောကြောက်အိုးလို့လည်းခေါ်တယ်အိဇောကြောက်စကားလို့လို့ခေါ်တဲ့ပစ္စည်းကအဲဒီကြီးပိတ်နေတာမျိုးပေါ့နော်ဒီအိဇောအမုံကြီးပိတ်နေတာတို့နောက်ကျွေပြီးတော့မှပိတ်နေတာတို့ အဲ့မှာကျွန်တော်တို့ကမသိဘူးမင်းကံပြီးတော့လီဘာဒီနေတဲ့အခါမှာအိဂျောကရဲဘလောင်းခတ်လာပြီးတော့မှဘာဖြစ်လဲဆိုတော့ခံမသိရင်မိထားလောင်နိုင်ပါတယ်ဒါကြောင့်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်ပရိုဘော့ဒီခဏခဏမီးလောင်နေဆိုတော့ပြဿနာကြီးကြုံတွေ့ရတယ်အိဂျောကြောက်စကားကြီးပိတ်တာလားအဲဒါမှမဟုတ်ခြေကုတ်ကနစတာကြီးပိတ်တာလားမနိုင်ဝင်ကြီးထန်းတာလား ဝမ်ရှော့တွေဖြစ်တာလားဆိုကျွန်တော်ဝီဝါပြီးနောက်ဆုံးမှနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီခြေကုကနဆာလို့ခေါ်တဲ့အငွေ့ဆောင်ဘူးကိုနေရာရွှေ့လိုက်တယ်ကြောက်စကားတွေခွဲထုတ်လိုက်တယ်အဲ့လိုမျိုးလုပ်လိုက်တဲ့အခါမှာအဲ့ပြဿနာတွေကတော်တော်လေးနေသွားတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီကက်လက်တစ်ကွန်ပျူတာလို့ခေါ်တဲ့ကြောက်စကားတွေပိတ်လို့ရှိရင်လေမီးလောင်နိုင်ပါတယ်ဒါလည်းအဲတစ်ချက်သတိထားမယ်ထဲမှာပါဝင်နေပေါ့ဗျာနော်ဒါကြောင့်ကက်လက်တစ်ကွန်ပျူတာတွေကြီးပိတ်နေလားမပိတ်ဘူးလားဆိုတာလေစစ်စည်းတဲ့နည်းလမ်းတွေအများကြီးရှိပါတယ် ါတတိထားမယ်ဒီမှာပါတယ်ဒါကြောင့်အင်ဂျင်ကသတ်မှတ်တဲ့အပူချိန်ပမာဏထက်အရင်ညာနေပြီလားဆိုတော့ကိုကျွန်တော်အနေနဲ့ဒါဂယုစိုက်ပေးရမယ်ပေါ့ဗျာဒါလည်းအာဒီသတိထားမယ့်အချက်ထမှာပါဝင်ပါတယ်နံပါတ်၄နေနဲ့ကတော့ဘာကိုသတိထားရမလဲဆိုတော့အစိပ်ပိုင်းနေပေါ့ဥမာ ECU လိုမျိုးတွေနောက်ဒီ injector တွေနောက်ဒီဓာတ်စီကားတွေမှာဆိုရင် plug wire နေပေါ့နော် plug wire တွေကအခက်မသိရင် ကွဲအပ်ပေါက်ပြီးတော့မှ short ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ချက်က ECU တွေမှာအာဒီပြစ်ချက်တွေဖြစ်ပြီးတော့မှစီပေးတဲ့စီဖြန်းတဲ့ timing တွေမီးပေးတဲ့ timing တွေလွဲပြီးတော့အဲဒါ login တွေဖြစ်မယ်နောက် misfire တွေဖြစ်မယ်နောက်ဆက်တွဲအနေနဲ့အဲဒါမလိုလားအပ်တဲ့ဒီမီးလောင်မှုတွေပါဖြစ်သွားနိုင်နေပေါ့ဗျာเนาะဒါတော့ထည့်သွင်းစဉ်းစားမယ့် channel မှာပါဝင်ပေမဲ့ဖြစ်တာတော့နေပါတယ်ဒါပေမဲ့အခက်မသိရင်ဖြစ်သွားနိုင်တဲ့အတွက်ထည့်သွင်းစဉ်းစားရမယ်အဲ့ဒီနေရာမှာကျွန်တော် injector ဘိုင်းပြန်ပါလာမယ် injector ကိုကျွန်တော်တို့ ဘယ်လိုဖြစ်မလဲဆိုတော့ဒီ ECU ထဲမှာရှိနေတဲ့ engineer ရဲ့ circuit သို့မဟုတ် engineer driver ဘူးရဲ့ circuit ပေါ့ဗျာเนาะ short ကြပြီးတော့တော့ဖွင့်နာနဲ့ engineer တွေကိုတောက်လျှောက်စီဖြန်းစီတယ်ပေါ့အဲ့လိုပြည့်ချက်နေတယ်ကျွန်တော်ကြုံတွေ့ရတယ် engine ကနှိုးလိုက်တယ်နှိုးပြီးတာနဲ့စီနံ့နေရမှွန်ထွန်ပြီးတော့ဖြစ်စီစားတွေကတအားများပေါ့เนาะ engineer တွေက အဒီ circuit ပိုင်းမှာ short ကြပြီးတော့ injector တွေတောင်းလျှောက်အလုံးလုံးနေတာမျိုးတွေနောက် injector တွေကစီမလုံးဘူး band နေပေါ့နော်တတတောင်းနေကြနေတာမျိုးတွေဒါတွေဟာဆိုလို့ရှိရင်အဒီအစိတ်ပိုင်းကြီးပြည့်ချက်ကြောင့်လေကားမီးလောင်စေနိုင်ပါတယ် injector တွေကအထူးသဖြင့်တော့ဓာတ်စီကားတွေမှာဒီပြဿနာကြုံတွေ့ရတယ်ပေါ့နော် injector short ကြပြီးတော့မှ injector တွေကတောင်းလျှောက်စီကြပြီးတော့နောက်ဆက်တွဲနေနေပြဿနာတွေတက်လာတာမျိုးတွေပေါ့ဗျာနော်ဒါတွေဟာဆိုလို့ရှိရင်အနေနဲ့များပါတယ်ဒါကြောင့်နံပါတ်၄အနေနဲ့ကတော့ အစိပ်ပိုင်းနဲ့ပတ်သက်တဲ့အပိုင်းကိုလည်းကျွန်တော်တို့အနေနဲ့ဒါမှဖြစ်မနေသတိထားရမယ့်အထက်မှာပါဝင်ပါတယ်။နံပါတ်9အနေနဲ့ကကြတော့ overload ပေါ့ဗျာနော်။ overload ဆိုတဲ့နေရာမှာကျွန်တော်တို့မနိုင်ဝင်နေထမ်းကြတာမနိုင်ဝင်နေထမ်းတယ်ဆိုတာကဒီကားက1.5အနေထားမှာဝင်နေအားနဲ့မမြအောင်နင်းကန်ပြီးတော့တုံးကြတယ်။အထူးသဖြင့်ကတော့တောင်ပေါ်ဒေသမှာဆိုရင်ဒီလိုမျိုးတုံးရတဲ့အနေထားမျိုးတွေရှိတယ်ပေါ့ဗျာနော်။မဖြစ်သေးရင်တော့မဖြစ်ဘူးပေါ့။ဒါပေမဲ့ ဖြစ်လာခဲ့ရင်တော့နောက်ဆက်တွဲအနေနဲ့အဲ့လိုမျိုးမီးလောင်တဲ့အဆင့်ထိဖြစ်သွားနိုင်တယ်ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ဒီတောင်တက်ကားတွေမှာဆိုရင် probox တွေဆက်စီသုံးကြတယ်သုံးတဲ့အခါမှာဥမာပေါ့ဗျာ probox ဆိုရင်1.3အကြမ်းမြင်1.3 1.5လာကြရမယ်များသောအားဖြင့် probox တွေက2 and z ဆိုရင်ဒါ1.3တွေပေါ့နော်1.3ကိုမနိုင်ဝင်နေထန်းခိုင်းတယ်အဲ့ဒီမှာအင်ဂျင်ကနင်းကန်ပြီးယုံရတယ်အဲကားက heat တက်နေလားမတက်နေလားကျွန်တော်ကဂီးမဆိုင်နိုင်ဘူးတောင်ကုန်းကြီးတက်နေရတယ်အဲ့လိုနေသားမျိုးတွေမှာဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ဒါက ကာမီလောင်နဲ့အဆင်ပြေဖြစ်နိုင်တယ်ဗောနော်ဒါကမနိုင်ဝင်ထမ်းတဲ့အနေအထားမျိုးတွေဒါတွေလည်းသတိထားပြရမယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့အသုံးပြုတဲ့ပုံမှားယွင်းတာဗောနော်ဥမာအာဒီ brake ပေါ့ handbrake ရည်ဆွဲပြီးတော့ကားမောင်းမိတာမျိုးတွေဒါတွေ ਆ ဆိုလို့ရှိရင် brake ကနေပူပြီးတော့မှတာယာကနေပြီးတော့မှနောက်ဆက်တွဲနေနေမီးလောင်တာမျိုးတွေလည်းဖြစ်နိုင်တယ်ဘရင်းညိပြီးတော့မှမီးလောင်တာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကကြတော့ ဟက်ဘောတွေဂျမ်းဖြစ်ပြီးတော့မှလည်းပူပြီးတော့မိလောင်တာမျိုးလည်းဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ကစဉ်းစားရမှာကဟက်ဘောတွေဂျမ်းဖြစ်နေလား၊နောက် break တွေညှိနေလားပေါ့နော်။ hand break တွေဆွဲထားမိလားဒါတွေလည်းသိထားပြီးရမယ်ပေါ့နော်။ဒါတော့ over load နဲ့ပတ်သက်တဲ့အပိုင်းဒီမှာထည့်သွင်းစဉ်းစားရမယ့်အပိုင်းတွေမှာပါဝင်ပါတယ်။နံပါတ်6အနေနဲ့ကကြတော့ဒါကတော့ accident ပေါ့ဗျာနော်။တခုခုနဲ့တိုက်မိတာတို့ကားကဥမာတပင်းနဲ့ဝင်ဆောင်မိတာတို့ကားကားချင်းတိုက်မိတာတို့ဒါတွေကတော့ကာမီလောင်နိုင်တဲ့ပြစ်ချက်တွေမှာ ပါဝင်တယ်ပေါ့ဒါတွေကတော့ကျွန်တော်တို့လည်းရှောင်လွဲလို့မလွယ်ကူတဲ့ accident ဆိုတာက UDF ဖြစ်ပေါ်လာတဲ့ဟာတွေကတော့ဘလို့မှဒါရှောင်လွဲဖို့အတွက်ခက်ခဲတဲ့ဟာတွေပေါ့နော်ဒါတွေကလည်းဒီလို accident ဖြစ်ပြီးတော့မှလည်းမိလောင်နိုင်တယ်ပေါ့ဗျာနော်ကားကအချိန်နဲ့တပင်ကိုဝင်တိုက်လိုက်တယ်အဲ့ဒီမှာစီပိုက်တွေပြုတ်တယ်အဲ့ဒီကနေပြီးတော့နောက်ဆက်တွဲနေနေအင်ဂျင်ကန်ရဲ့အပူချိန်ရမ်းမြင့်နေတဲ့အချိန်မှာကားမိလောင်တယ်ပေါ့နော်ဒီလိုပြဿနာမျိုးတွေကလည်းဒါက accident ကြောင့်လည်းဖြစ်နိုင်တယ် ။နောက်ဆုံးနံပါတ်9ကတော့ဒါရှုပ်မီလို့ခေါ်တာပေါ့ဗျာနော်။ဒါတရားကနေပြီးတော့မှရှုပ်လိုက်တာကြောင့်လေလောင်တာမျိုးတွေပေါ့ဗျာနော်။ဥမာ C byte ကိုတချို့ဆိုရင်လောက်ကြံတာတွေဒီ C byte ကိုပပါလီပဲလီလီပေးလိုက်တယ်။လီပါဖိနေတဲ့ခါမှာ C ကပန်းတက်လာပြီးတော့မှအဲ့ဒီကနေပြီးတော့အင်ဂျင်ကန်ရဲ့အပူချိန်ကြောင့်လောင်တာမျိုးတွေပေါ့နော်။ဒါတွေအရဆိုလို့ရှိရင်အဲဒါရှုပ်မီတွေခေါ်တာပေါ့ဗျာနော်။ accident တွေရှုပ်မီတွေကတော့ဒါကျွန်တော်တို့ဘာမှ မတက်နိုင်တဲ့အနေအထားမျိုးပေါ့ကျွန်တော်အခုရှင်းပြခြင်းနဲ့မျှဝေခြင်းနဲ့အပိုင်း6အဲ5ချက်ပေါ့နော်အလုံးပေါင်း9ချက်မှာကျွန်တော်5ချက်ကကြတော့ကျွန်တော်အနေနဲ့ကြိုတင်ကာကွယ်လို့ရတဲ့အပိုင်းတွေမှာပါဝင်ပါတယ်နံပါတ်1 wire short ကျွန်တော်တို့ဒါ wire short မဖြစ်အောင်ဂယူဆိုင်ရမယ်နံပါတ်2 CO စိတ်တွေကိုကျွန်တော်တို့ဒါအထူးဂယူဆိုင်ပြီးတော့စစ်ဆေးပြုပြရမယ်နံပါတ်3 engine overheat မဖြစ်အောင်ကျွန်တော်အနေနဲ့ဒါဂယူဆိုင်ရမယ်နံပါတ်4အဲအစိတ်ပိုင်းတွေအစိတ်ပိုင်းတွေဆိုရင်ညမှာ engine တာတွေက short ကြနေလား ECU တွေ short ကြနေလား ောင်မို့ရင် plug wire ကြီး short ကြနေလားဒါတွေကျွန်တော်တို့ဒါစစ်ဆေးပြုပြင်နိုင်တယ်နံပါတ်5 overload ပေါ့နော်မနိုင်ဝင်နေထန်းတာမျိုးတွေပေါ့နော်မနိုင်ဝင်ထန်းတာတို့ hand brake ဆွဲပြီးမောင်းမိတာတို့ brake တွေညှိနေတာမျိုးဟပ်ဘောတွေဂျမ်းဖြစ်နေတာမျိုးဒါတွေကတော့ကျွန်တော်တို့အနေနဲ့ဒါဘယူဆိုင်လို့ရတဲ့အပိုင်းတွေဖြစ်ပါတယ်အဲ့တော့ဒီကားမီလောင်စီနိုင်တဲ့အဖြစ်များတဲ့ပြစ်ချက်တွေကတော့ဒီပိုင်းနေပေါ့ဗျာနော်နောက်ဆက်တွဲဥမာကားပေါ်မှာတခြားသောပစ္စည်းတွေတင်လာလို့လောင်စာစီတွေတင်လာလို့အဲ့ဒီကနေပူပြီးတော့လောင်တာတော့လေ ဒါကတော့ user for ဖြစ်တဲ့အတွက်ဒါကတော့မတက်နိုင်ဘူးเนาะပုံမှန်ကျွန်တော်အသုံးပြုနေကြကားတစ်စီးမှာကတော့ဒီလိုမျိုးအဲဒီမလောင်အောင်တော့ဒီအချက်၅ချက်ကိုတော့ကျွန်တော်တို့ကဦးစားပေးပြီးတော့ဒါ view site တင်နေဆိုတာဒီကိုကျွန်တော်ဒီကာမီလောင်စီနိုင်ခဲ့ပြစ်ချက်တချို့ပေါ့ဗျာเนาะအဖြစ်များတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီနေ့ live မှာဘူဒါပြေမျှဝေဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျာအဲဒါကတော့ပြောမယ်ဆိုလို့ရှိရင်ဒီကာမီလောင်စီနိုင်ခဲ့ ခေါင်းစဉ်အောင်မှာအာကျွန်တော်တို့တက်နိုင်နေမြပါတော့ဒီနီးပညာ sharing လေးအဲဒါဆွေးနွေးပြီးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျာโอเคကိုထွန်းတို့လည်းမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုမိုးကြီးမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုဖုံးပြည့်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခိုင်ခိုင်နဲ့မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ် အဲဒါတော့ဒီနေ့ live မှာမှန်ထားတဲ့ comment တွေပြန်လာပြီးသွားပါပြီအဲကျွန်တော်ဒီဒီနေ့ပေါ့နော်ဒီအချိန်လေးလေးရတာနဲ့ကျွန်တော် channel မှာရှိနေတဲ့အဲဒီမှန်ထားတဲ့ comment တွေကျွန်တော်တော်တော်များများပြန်ပြပါတယ်တော်တော်များဆိုအကုန်ပေါ့နော်အဲတကယ်ဒီလွန်ခဲ့တဲ့9ရက်လောက် ကတချို့ comment တွေတော့မှကြံခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ comment တွေပါကျွန်တော်ပြန်ပြီးထားတယ်ပေါ့နော်အဲကျွန်တော်အဲ့ဒီ comment တွေထဲမှာလည်းကျွန်တော်တက်နိုင်သမျှအဲဒီမေးထားတဲ့မေးခွန်းတွေကိုကျွန်တော်ဖြေပြီးထားပါတယ်အဲ့ဒီမှာစိတ်မကောင်းစရာတစ်ခုကတော့တွေ့ရတာပါလဲဆိုတော့ အဲ comment တွေဘောနော်ဒီမေးထားတဲ့ comment တွေကိုလေးစားသမှုနဲ့ပြန်ဖြေပေးပါဆိုတဲ့ comment တခုတော့တက်လာတယ်ဗျအဲအဲ့ဒါအတွက်လည်းဒီဘောနော်ကျွန်တော်တစ်ခါလေးမှာဘောနော်ဒီ live ကတော့အချိန်ကြီးရအောင်ဆွဲထုတ်ပြီးတော့တက်နိုင်မြန်ဒီပညာ sharing လုပ်ပြီးမြဲတစ်ခါလေးမှာ အဲခက်ခဲကြအောင်ပေါ့နော်ကျွန်တော်လဲစာဝေးနေရေးအတွက်ဒီတစ်ဖက်မှာလောက်ကန်ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီခါဒီမှာအချိန်မီရလို့ဒီတချို့သော comment လေးတွေကိုကျွန်တော်ချက်ချင်းမပြန်နိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်အဲကျွန်တော်တချို့ comment တွေကအရေးကြီးတဲ့ဟိုဒီမေးတဲ့ဟာမျိုးပေါ့နော်တော်တော်များများတော့ဒါအရေးကြီးလို့မေးကြတာပါနောက်ပြီးတော့တယောက်နဲ့တယောက်ပေါ့နော်ဒါလေးစားသမှုနဲ့ comment ဝင်ဝင်ပြီးတော့မှန်ကြတယ်နောက်ကျေးဇူးတင်စကားလေးဆိုတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲတော့ကျွန်တော်အဲ့လိုမျိုးတွေ ဒီအတွက်လည်းကျွန်တော်အဲ့လိုမျိုးတွေမှတ်ပြီးတဲ့အတွက်လည်းကျွန်တော်အာတအားအားဖြစ်ရတယ်ပေါ့နော်အဲ့ဒီညမှာတချို့အရေးကြီးတဲ့ comment တွေကိုကျွန်တော်ချက်ချင်းမှပြန်နိုင်တဲ့အတွက်လည်းအဲ့အတွက်လည်းကြူပြီးတော့ဒီတောင်းပန်ချင်တာဖြစ်တယ်လို့အဲ့အတွက်လည်းစိတ်မကောင်းဘူးပေါ့နော်တကယ်လို့ပေါ့မိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့အပိုင်းတွေမေးစရာရှိတာချက်ချင်းဒါကိုသိရမှဆိုတဲ့အပိုင်းတွေဆိုလို့ရှိရင်တော့ ဲတခါတည်းဖုန်းဆက်ပြီးမေးလိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာကျွန်တော်ရဖုန်းနံပါတ်39005436436ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်လို့ရပါတယ်အဲတိုက်ရိုက်ပေါ့နော်ဒီချိုဘိုင်းတွေကိုကျွန်တော်နဲ့ဆွေးနွေးလို့ရပါတယ်အဲဒီကျွန်တော်ဒီလောက်ပေါ့နော်အဲဒီကျွန်တော်ပြန်ပြီးတော့မျှဝေပြီးပါမယ်အဲ့တော့ comment တွေကိုတခါလေးမှာအဲဒီခါကြရင်ခါကြရင်ပြ59000လောက်တော့ကြာပါတယ်ဟိုမပြန်ပြစ်တာမျိုးတွေပေါ့နော်ပြန်ပြူဆိုတာကခါလီမှာ internet အခက်အခဲကြောင့်ခါကြရလို့ရှိရင်အလုပ်ကိုင်းနေ မအားလို့ပေါ့เนาะအဲ့လိုမျိုးတွေမပြန်ပြစ်တာဖြစ်ပါတယ်ခင်ဗျာ live မှာဆိုရင်တော့ကျွန်တော် data ပြန်ပြီးပါတယ်အဲတခါလေးမှာဒီ live ပြီးသွားပြီးတော့မှနောက်ပိုင်းမှာပြန်ပြီးမှတ်မိတဲ့ဟာမျိုးတွေနောက် channel မှာတင်ထားတဲ့အဲဒီ video တွေရဲ့အောက်မှာမှတ်နေတဲ့ဟာတွေဆိုလို့ရှိရင်တော့ကျွန်တော် အချိန်ရတာနဲ့ကျွန်တော်တနိုင်သမျှပြန်ပြီးပါတယ်ခင်ဗျအောက် comment တွေချက်ချင်းမပြန်နိုင်တဲ့အတွက်လည်းကြိုပြီးတော့တောင်းပန်ပါတယ်ဒါဆိုတော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေလည်းပြီးသွားပါပြီဒီနေ့ live ရဲ့ခေါင်းစဉ်လေးကတော့ကျွန်တော်ကာမီလောင်စီနိုင်တဲ့အာပြစ်ချက်တွေပေါ့ဗျာเนาะအဲ့ဒီဘာကြောင့်ကာမီလောင်စီနိုင်လဲဆိုတော့ခေါင်းစဉ်အောက်မှာကျွန်တော် နားလေတလို့ကျွန်တော်မိတ်ဆွေတို့ကိုဘုရားပြည့်မြဝေးဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ live ကိုဆောင်မြော်ကြီးရှုအားပြီးကြတဲ့မိတ်ဆွေတယောက်စီညီအစ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ live မှာပေါ့နော် commitment media တယောက်စီညီအစ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပြီးကြတဲ့မိတ်ဆွေတယောက်စီညီအစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ဒီနေ့တော့ဒီလောက်နဲ့ပဲကျေးဇူးအားပေးပြပါ။